ဝိဇ္ဇာဖြစ်ခြင်းရင်ငါးပါးသီလလုံရမယ်တို့ဘယ်လန်းစဉ်ဘယ်ချင်းချင်းရမယ်တို့ဘယ်ပတိဆက်ရမယ်တို့ပြောကြတယ်တဝက်လောက်တော့မှန်ပါတယ်စိတ်တက်နဲ့ကိုချင်းသီလကအရေးကြီးဆုံးပဲဂိုင်းဒီမှာအင်းစေးဇမကုံအောင်ပေါ့ကုံအောင်တော့ပြီးရင်ကျင်းကြံပါထွက်ရပေါက်တယ်လို့ပြောကြပါတယ်အကျင့်စခန်းထွက်ကြတဲ့သူတွေအများကြီးပါထွက်တဲ့သူတိုင်းဝိဇ္ဇာမဖြစ်ပါဘူးဂိုင်းဆရာကြီးတွေလုံနေကြပါတယ်ထွက်ရမပေါက်ကြပါဘူးဝိဇ္ဇာပယ်တဲ့လူလည်းထွက်ရမပေါက်ပါဘူး ပညာပိတ်ခြင်း၊ပညာသိမ်းခြင်း၊ပညာဖြတ်ခြင်းခံရတဲ့သူတွေထွက်လာတဲ့အဝေးကြီးပါ။ပညာပိတ်သိမ်းခံရတဲ့သူကမိမိယူထားတဲ့ဂိုင်းပညာနဲ့တကွထိုးထားတောက်ထားတဲ့အကုန်နှုတ်ယူလိုက်တဲ့သဘောဘာမှမရှိတော့တဲ့အတွက်ဘာမှလုပ်မရဘူး။သို့တော့နောက်ထပ်ပညာသင်ကြားခွင့်ရှိတဲ့ပညာပြန်ယူလို့ရသေးတယ်။ဒါပေမဲ့အကန့်အသတ်နဲ့ပဲရတော့တယ်။ပညာဖြတ်ခံရရင်တော့အဆိုးဆုံးပဲ။ရှိထားသမျှတတ်ထားသမျှအားလုံးကုန်ရောနောက်ထပ်ဘယ်ဘိုးတော့ဘယ်ဆရာကမှမတင်ပေးရဘူး။သင်တဲ့သူတန်ခတ်ခံရတယ်။ အဲ့လိုလူတွေကအောက်လန်းဖြစ်သွားတာများပါတယ်ဒီသုံးမျိုးကအခုဂိုင်းစရာတွေကြုံတွေ့နေတဲ့အဓိကပြဿနာပေါ့တစ္ဆာမပေါ့စီမကျိုးပဲပညာရက်တွေပျောက်ကုန်လို့တဲ့ဘာကြောင့်လဲသိချင်ဒါနဲ့တိုင်ကြည့်ပါစည်ရင်ပါမှာဝိဇာဖြစ်မယ်စည်ရင်ပါတဲ့သူအများစုကအရင်ဘွားကဝိဇာပြန်နေများပါတယ်ဒီဘွားကျမှဝိဇာဖြစ်မဲ့သူကအရင်ဘွားကစည်ရင်ဝင်အောင်စ조사ခဲ့တဲ့သူတွေပါအထက်အချုပ်ကြီးတွေစီမံချမ်းနဲ့အလုတ်တောင်းဝန်ပေးဖို့ဝိဇ္ဇာဖြစ်စေတဲ့သူတွေလည်းရှိပါတယ်။ဝိဇ္ဇာဖြစ်မဲ့သူတွေကဇယင်းရှိပါတယ် သူ့စရင်အတိုင်းအချိန်တိုင်းဝိဇာဖြစ်ကြမှာပါစရင်ဝင်နေဆိုတာကအရင်ဘဝကတည်းကကြင်ကြံအားထုတ်ကြတဲ့သူတွေကစရင်ဝင်ဖို့ကြိုးစားကြတဲ့သူတွေပါအဓိကအရေးကြီးဆုံးကနောက်ကဝိဇာကြီးတွေခွင့်ပြုမိပဲဒါထက်အရေးကြီးတာမရှိဘူးဥပမာမောင်မောင်ကိုစေးဝိဇာအဖြစ်တင်မြောက်မယ်ဆိုရင်မဟာမြိုင်ကဝိဇာအချုပ်တွေကိုတင်ပြရတယ်ပြီးရင်အတွင်းပိုင်းဂိုင်းနာယကနဲ့ဂိုင်းချုပ်တွေအစည်းအဝေးထိုင်တည်ပြုပေးရတယ်အားလုံးသဘောတူပြီးဆိုမှအစင်စင်တက်ပေးတယ် ဒီနေ့ဂိုင်းတွေမှာဂိုင်းသားတွေထွက်လန်းမရောက်တာနှစ်ချက်ရှိပါတယ်။နံပါတ်1ပညာနဲ့ကျင့်စဉ်မပြည့်စုံတော့ဘူး။နံပါတ်2ခွင့်ပြုမိတ်မရဘူး။ဒီနှစ်ခုမပြည့်စုံရင်ထွက်တယ်ပြောရင်အဲ့ဒါအဆက်ပြေပဲ။စေဝိဇ္ဇာစေးပိုင်းကတက်မယ်စေးဝိဇ္ဇာဖြစ်ကြီးမြောက်မယ်ဆိုရင် စေးကျုပ်ကြီးဘိုးတော်အိမ်နာတက်ကအမိတ်နဲ့စေးကျုပ်၅ပါးကိုတင်ပြရတယ်အတီးပြုတ်မိတ်ပေးတယ်စေးဝိဇ္ဇာအဆင့်တတ်မှတ်ပေးတယ်ဘယ်အဆင့်ဖြစ်စီဆိုတာမျိုးပေါ့ပြီးရင်ဒီလူကိုအခြေခံစေးအင်းစမတင်ပေးတက်ပေးတယ် ဘိုးတော်များကိုတိုင်တင်ပါတယ်ဒါမှမဟုတ်ရင်လည်းပေါင်မြောက်ပြီးသားဆရာတစုပါရပါတယ်ဒါမှသာဆေးဘိုးတော်တွေတင် जा ချင်းနဲ့ညွန် जा ချင်းကိုမြင်ရသိရပါမယ်ဘိုးတော်တွေဘာပြောမှမသိဘာခိုင်းမှမသိတဲ့ဆရာကတော့အဆင်မပြေပါဘူးဘယ်အင်းကိုဘယ်နှပုံဆွဲဘာဆေးနဲ့တွဲတော့ဘယ်လိုတောက်ဆိုတာသိမှဖြစ်ပါလိမ့်မယ်ဆေးလိုင်းကရူပန်ရုပ်ရူပန်ကနေစတက်တာများပါတယ်အင်းပါရောတင်တယ်နမောတတအင်းတို့၊ဘုရားငါးစုအင်းတို့၊တရဏဂုံအင်းတို့နဲ့စပါတယ်။တလိษံယူပန်ကနေစပြီးတက်လိုက်တာ မော်ကြီးရောက်တာနဲ့ယဟန္တာအင်းဖရာအင်းအထိတက်ပါတယ်အဲ့ဒီရူပန်နဲ့အင်းတွေဟာတောင်စင်ဂိုင်းတို့အာရာနာရိယဂိုင်းတို့ရဲ့တက်စင်ရူပန်တွေနဲ့တော်တော်တူပါတယ်ရူပန်တောင်းရင်ဆိုင်ယာဆေးတွေနဲ့တွဲတောက်ရတယ်အငဲအစင်အလက်အစင်အကြီးအစင်ဆိုပြီးပညာအသင်အစင်၃မျိုးရှိတယ်ဒါကိုမော်လေးမော်လတ်မော်ကြီးလို့လည်းခေါ်တယ်နောက်ခန္ဓာကိုယ်တစ်ခုလုံးကိုဆိုင်ယာဆေးတွေသွင်းကြတယ်ဆေးသွင်းဆေးထဲဝိဇ္ဇာအဖွဲ့ကလည်းတည်တံ့ရှိတယ်ဆေးတွေသွင်းတဲ့အခါသတ်မှတ်ထားတဲ့နေရာကသွင်းကြတယ် ခေါင်းပခုံးလဲပင်ရင်ကြောလက်ပိုက်အောက်ပိုင်းရင်ဘက်ရင်ညွတ်နဲ့လက်ပြန်လက်မောင်းတွေကဈေးအသွင်းအများဆုံးနေရာဈေးအသွင်းရင်တိတာပါတယ်နာကျင်တယ်အောက်တယ်ဥပမာရင်ညွတ်နေရာကဈေးအသွင်းနဲ့ဆိုရင်အထဲကအယိုးတွေကိုထုထားသလိုခံစားရတယ်လက်ကောင်းဝလက်ပြန်ကဈေးအသွင်းနဲ့ဆိုရင်လက်မောင်းတစ်ခုလုံးနာကျင်နေတာအကိုက်ခဲပြောင်းစေလဲရတယ်ကနာကူမှာသွင်းထားတဲ့ဈေးတွေကသူ့နေရာနဲ့သူသွားတီနေပါတယ်ခေါင်းမှာနေရာမဲ့ဈေးကဥကောင်းထိတ် ရင်မာနေရမဲ့ဆေးကရင်သားရင်ဘတ်ဆေးသွင်းတာနည်းနည်းချင်းလောက်တာဖြစ်လို့နှစ်ချီကြပါတယ်အ ਨੇ စုံ၅နှစ်ပဲဆေးသွင်းရင်းနဲ့ဆေးပညာပါသင်ရတဲ့အတွက်ကြောင့်ပို့ပြီးကြပါတယ်ဆေးတွေသွင်းတာ ပြီးရင်တော့ဆေးနဲ့ဆိုင်တဲ့အင်းတွေထိုးပါတယ်နေရအပြည့်ထိုးပါတယ်လက်ချောင်းတွေလက်ပွားတွေကအစအင်းတွေထိုးပါတယ်ဆေးအနှက်နဲ့ထိုးသလိုအနီနဲ့လည်းထိုးတယ်ကြောတွေရင်ဘတ်တွေထိုးကြတာရွှေရောင်အင်းကွက်တွေပါအဲ့ဒါတွေပြီးရင်တော့စစ်ဆေးရေးဝင်ပါတယ်စစ်ဆေးရေးမှုကြီးအတီးပြုတ်ပြီးရင်ပြီးပါပြီအဲ့ဒါဆေးဝိဇ္ဇာပါ စေဝိစာဆရာတွေအပ်ပေးပါတယ်၊ဝဲပေးပါတယ်၊ကူညီပေးမဲ့သူတွေအပ်ပါတယ်၊အဆောင်အယောင်နဲ့အသုံးဆောင်ပစ္စည်းအပ်ပါတယ်၊မိမိအတွက်နဲ့အများအတွက်ဆေးတွေအပ်ပါတယ်၊လက်နက်တွေအပ်ပါတယ်။အင်းဝိစာအင်းဝိစာကစေဝိစာထက်အဆင်မြင့်တယ်၊ယာဒူးကြီးတယ်ပေါ့။တချို့ဒီဘဝအင်းဝိစာကနေစေဝိစာဖြစ်သွားတယ်ဆိုတာယာဒူးချခံရတာပါ။စေဝိစာဆိုပြီးကိုယ်ယူနေကြတယ်၊တကယ်တော့အဆင်နှိပ်ခံရတာပါ။ဒီဘဝအင်းဝိစာဖြစ်မဲ့သူကအပေါ်မှာပြောထားသလိုပဲသဘောတူညီချက်ပြန်ယူရတယ် သဘောတူမှအင်းပညာသင်ပေးကြမယ်ဝိဇာဖြစ်မယ်ပထမပိုင်းဂိုင်းကနာကသင်တဲ့အင်းတွေထိုးရတယ်တောက်ရတယ်နောက်အစဉ်သင်ဖြစ်တဲ့အချိန်ကျရင်အင်းဘိုးတော်တွေမနှောအာယုံနဲ့ခိုင်းစီလမ်းညွှန်ပါတယ်အဋိဌံဝင်တရားကျင့်ပဒီစိတ်စသဖြင့်ပေါ့ပနာမအာယူခိုင်းတာအားကောင်းလာပြီဆိုရင်ကျင့်စဉ်တွေကျင့်ခိုင်းပါတယ်ဒါလည်းအားကောင်းမှုအတွက်ပါဘာလို့လဲဆိုတော့ခန္ဓာကိုယ်မှာအင်းတွေစီရင်တဲ့အခါထိုးတဲ့အခါရမ်းနာကျင်လို့ပါအင်းဝိဇာတစ်ပါးဖြစ်ဖို့နှစ်အကြာကြီးအချိန်ယူပါတယ် နောက်ဆုံးအထက်ဘိုးတော်တွေကိုယ်တိုင်အင်းထိုးပြီးမှပဲအင်းဝိဇ္ဇာဖြစ်ပါတယ်အထက်ဘိုးတော်တွေအင်းထိုးတာဘယ်လိုထိုးလဲနီလန်းမျိုးစုံထိုးပါတယ်ပြေးချင်တဲ့အဆင့်အတန်းလိုက်ပြီးအင်းကိုအတိုးအလျော့နဲ့ထိုးပေးပါတယ်အပြည့်စုံထိုးပေးတဲ့သူဆိုရင်တော့အင်းဝိဇ္ဇာကြီးပေါ့အင်းဝိဇ္ဇာကြီးဆိုပါစို့ထိုးနီးကရက်ပေါင်း186လကြာအောင်ထိုးပါတယ်ဒါနောက်ဆုံးအဆင့်အင်းထိုးတာပါဒီတစ်ခါကျတော့အထက်ဘိုးတော်တွေကိုယ်တိုင်အင်းထိုးကြပါတယ်ဆိုင်ယာဝိဇ္ဇာကြီးတွေသူ့အလဲနဲ့သူလာထိုးကြတာ အချိန်ခါနေရာမရွေးထိုးပါတယ်ထိုးနည်း၄မျိုးရှိပါတယ်နံပါတ်၁အရေပြားနံပါတ်၂ကြွက်သားခေါ်အသားနံပါတ်၃အယိုးအလုံးနံပါတ်၄ဝမ်တွင်းကလီစာဦးခေါင်းကနေခြေပြားဖဝါတိအင်ထိုးတယ်အရေပြားကတော့ဂိုင်းဝင်တော်တော်များများတိပြီးသားပါအသားကိုထိုးတာအရေပြားအောက်ကကြွက်သားကိုထိုးတာနောက်အယိုးတွေထိုးတယ်ပြီးရင်နောက်ဆုံးဝမ်တွင်းကလီစာတွေထိုးတော့တာပါပဲအင်းထိုးတဲ့ကာလမှာနာကျင်လုံးလို့ဈေးထိုးဈေးတော့ဈေးကန်သွားရတာခဏတိုင်းပါပဲခေါင်းကိုထိုးတာကြိုက်လုံးလို့တတိလစ်အိပ်ပြောတယ် ဖြားတဲ့အခါတွေဆိုရင်အပူချိန်ကဇရာဝုံမျက်စိလဲတယ်။အယိုးကိုထိုးတဲ့အချိန်ဆိုရင်အဲ့ရတဲ့အနည်းဆုံး၃ရက်အနားယူရတယ်။စုပ်ကင်တဲ့ဘိုးတော်တွေကလည်းတယောက်နဲ့တယောက်မတူဘူး။ညင်သာတဲ့သူကညင်သာတယ်၊ကြမ်းတဲ့သူကြတော့ပေါ်ပြီးတော့ပဲ။ခြေကံပြီးထိုးတာလက်ရလာတဲ့ဘိုးတော်လည်းရှိတယ်၊မလာတဲ့ဘိုးတော်လည်းရှိတယ်။ဘိုးတော်အေးတို့ဘိုးတော်ဟန်တို့ထိုးချက်ကြမ်းတယ်လက်ရမလာဘူး။ဥပမာနှလုံးပေါ့။စုပ်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 နဲ့တီးရပါတယ်။စူးတူးစူးတူးနဲ့ခံစားရတယ်။နှလုံးထိုးတာကအမားမခံဘူးတေတက်တယ်။ နှလုံးကိုအင်းထိုးတတ်တဲ့ဝိဇာကြီးလဲအားလုံးပေါင်းမှ၅ပါးပဲရှိတယ်။နောက်ဝမ်းတွင်းကလီစာတွေပြင်ပါတယ်။အကြောအချင်းတွေလည်းပြင်ပေးပါတယ်။ရုပ်လည်းပြင်တယ်။ရုပ်ကတော့သေအောင်လုပ်တယ်၊နံကတော့ရှင်အောင်လုပ်တယ်။ရုပ်သေရင်မျက်နှာမပြောင်းတော့ဘူးလေ။နံကတော့ရှင်နေရမယ်။ဒါမှနံနဲ့အလုပ်လုပ်တဲ့အခါသွားနိုင်လာနိုင်တာပေါ့။မဟာမြိုင်လိုနေရာမျိုးရုပ်ကြီးနဲ့သွားလို့မရဘူး။အလောင်းတော်ကတပတ်တို့ဆွေရီကုံတွေကဌာပနာတို့ကိုနံနဲ့ပဲဖူးမြော်လို့ရပါတယ်။ငကားပြီကိုရုပ်ကြီးနဲ့ဝင်လို့မရဘူး။ငရဲပြီကိုနံနဲ့ပဲသွားနိုင်တာ။ မြစ်မိုတောင်ပေါ်ကိုကြောက်တကားတွေကိုဖြတ်ပြီးလေကတိတွေကနေတက်တောင်ပေါ်ထိတ်ဆုံကနေသုံးထက်တစ်သားចောင်းဆောင်မှာရှိတဲ့နေမိတဘုရားရှင်ကိုနာနဲ့ပဲပူမြော်နိုင်တာပေါ့သားပါတော့အင်းတွေကနောက်ဆုံးအဆင့်မှာဘာတွေထိုးလဲဆိုရင်လောကီလောကုတ္တရာចမ်းနေកောင်းအောင်ထိုးရတယ်ဒါမှလူဝိဇ္ဇာဖြစ်တာထွက်ရမပေါက်သေးဘူးနောက်ပိုင်းမှာထွက်ရပေါက်တာအင်းတွေထိုးပြီးပြီဆိုရင်ခဏအနာပေးတာလေပြီးရင်တော့လာပါပြီဆွေသားပရပိုက်ကန်စည်ရင်စစ်မှုကြီးရက်ကန်းစင်တောင်ဆရာတော်ကြီးဦးဩဘာသားပေါ့ဝိဇ္ဇာကြီးဖြစ်တဲ့ပုံကိုစစ်ဆေးပါတယ် ခန္ဓာကိုယ်မှာထိုးထားတဲ့အင်းအားလုံးပြည့်စုံမှုရှိမရှိလိုအပ်သေးလားဘယ်ဘိုးတော်တွေထိုးဖို့ကြံသေးလဲအကုံစစ်ပါတယ်ပြီးရင်တော့စည်ရင်းဝင်ပါတယ်တရားဝင်အင်းဝိဇ္ဇာကြီးအင်းဝိဇ္ဇာကြီးဖြစ်ပါပြီပွဲအပ်နာမည်နာမပေးပါတယ်အဝတ်စားလို့ခေါ်တဲ့ဝတ်ယုံပေးတယ်လက်နက်ပေးအပ်ပါတယ်အဆောင်အယောင်ပေးအပ်ပါတယ်အဆောင်အခိုင်းစီတွေပေးပါတယ်နောက်အပိုင်တွေပေးပါတယ်ဘာပိုင်ညာပိုင်တွေကလာရောက်ခစားပါတယ်အောက်ခြေနှက်တွေကဥခိုက်လာပါလိမ့်မယ်မိမိတို့ယူပတ်တဲ့ဂါထာမန္တန်ဘာကြောင့်မစွန့်ရသလဲ တချို့မိတ်ဆွေတွေမိထားကြပါတယ်။သူများယူရင်စွန်းပြီးတော့အဆင်ပြေကြတယ်။သူတို့ယူမှဘာကြောင့်မစွန်းရတာလဲတဲ့။မှတ်ထားပါ။ဘယ်ကာရမန္တမဆူဘယ်အဋိဋ္ဌမဆူအယူကြီးပဲမရပါဘူး။အသားတော်မှအယူတည်ကြီးပဲစားမကောင်းသလိုဂါထာတွေမှာလည်းအယူကြီးပဲမရပါဘူး။လောကီလန်လိုက်စားမယ်ဆိုရင်အရက် အမဲသားကျွဲသားသူတို့ဘာရဲ့အိမ်တော်ရင်မဖြတ်စီပါအဆိုပါအသားများကိုလည်းမသုံးဆောင်မမီဝဲပါဘူးဆိုပြီးဖယားမှာယာတပ်ပံလူရပါမယ် လောကီလမ်းစဉ်ကိုမလိုက်စားဘူးဝါသနာပါယုံစမ်းကြည့်ယုံ လောက်ပဲဆိုရင်တတ်နိုင်သလောက်ဆင်ခြင်ပါ စွမ်းတဲ့ကာထာစွမ်းမယ်မစွမ်းတဲ့ကာထာမစွမ်းဘူး90 90ပေါ့ကံ၅ပါးကိုတတ်နိုင်သမျှထိမ့်ပါအမြဲတမ်းပရိတ်ပဋ္ဌာန်းဂုံတော်စသဖြင့်ကိုစွမ်းနိုင်သမျှအရာတွေကိုမနှံ့ညတတ်နိုင်သမျှရွတ်ဖတ်ပါဒါဆိုစွမ်းပါမယ်ကာထာမန္တန်တိုင်းမှာအစောက်ပုဂ္ဂိုလ်ဆိုတာရှိပါတယ်ကာထာမန္တန်စွမ်းတယ်ဆိုတာရွတ်ပါများပြီးတော့အစောက်ပုဂ္ဂိုလ်နိုးထလာတာဖြစ်ပါတယ် အဲ့ဒီပုံကူကမိမိလိုတာကိုဖြည့်ပေးပြီးတော့စောက်ရှောက်တာမျိုးပါဒါကြောင့်များများရုပ်ပေးရပါမယ်ရေတွင်းတူးသလိုပါပဲနက်လေကောင်းလေပေါ့ရုပ်နေယုံမဲမရပါဘူးယူလိုက်တဲ့အတန်းစွမ်းအင်တွေကမိမိရဲ့ခန္ဓာကိုယ်ထဲကိုစည်းဝင်သွားပြီးတိတ်တိတ်ဆူလာမယ်ဒါဆိုများများအကျိုးပေးသလိုပျောက်ပြယ်မသွားတော့ဘူးအချိန်ကြာလာလေတိတ်တိတ်ရလာလေပါပဲပြီးရင်သစ္စာပြုရမယ်သစ္စာသာအဓိကပါပဲရှင်တော်မြတ်ဖရာတော်မှသစ္စာကိုအလေးနက်ထားလို့အရာရာတိုင်းကိုကြော်ဖြတ်နိုင်ခဲ့ပါတယ် ဒါဆိုဘလို့တစ္ဆာပြုရမလဲဘုရားတပည့်တော်သည်ဂုံတော်ကိုပါအားတနည်းလင်တရားနဲ့ရှစ်ခေါက်ရွတ်ဖတ်ပါသည်ဤစကားသည်မှန်ကန်သောတစ္ဆာစကားဖြစ်ပါသည်ဤမှန်ကန်သောတစ္ဆာစကားကြောင့်လက်များပွင့်ပါစေအကျွေးရပါစေယောဂပျောက်ပါစေဒီနေရာမှာမိမိလိုရာဆုတောင်းပါသိတိဆိုရင်လည်းသိတိပေါ့ဒီနေရာမှာအထူးသတိပြုရမှာကတော့အမေသာကျွဲသာအယက် သူတို့ဘာရဲ့အိမ်တော်ရေးဖြက်စီးခြင်းကိုရှောင်ပါဒါတွေကအာဇက်ရှာဇက်နှိပ်စီပါတယ် နေ့စဉ်ဖျားဝုတ်ပြုပါ အချိန်မှန်နေရာမှန်တစ္ဆာမှန်ရမယ်တစ္ဆာပြုရမယ်ဆူတောင်းမှန်ရင်မိမိရဲ့တစ္ဆာမှန်ရင်ပို့ပြီးအကျိုးပေးမြတ်မယ်မိမိရဲ့ဆူတောင်းကလည်းဖြစ်နိုင်တဲ့ဆူတောင်းဖြစ်ရမယ်ရှင်းလင်းသေးချတီးကြရမယ်တချို့ကဂါထာတွေကိုအနတ်တိမစွမ်းတယ်လို့ထင်ကြပါတယ်မဟုတ်ပါဘူးအနတ်တိဖို့မလိုပါဘူးအနတ်အတိတ်ပဲဖွင့်လို့မရတဲ့ဂါထာမန္တန်တွေလည်းအများကြီးရှိပါတယ်အဓိကကတော့စိတ်ပါပဲမိမိရွတ်ဖတ်နေစဉ်မှာရွတ်ဖတ်တဲ့ဂါထာအပေါ်မှာအာယုံစူးစိုက်မှုအပြည့်ရှိရမယ် အခောက်ရည်များများရဖို့ထက်အာယုံစူးစိုက်ဖို့သာအဓိကပါမနိုင်ဝင်မထမ်းပါနဲ့မိမိနိုင်သလောက်9ခေါက်28ခေါက်36ခေါက်45ခေါက်108ခေါက်စသဖြင့်ရွတ်ပါဖြည်းဖြည်းချင်းတိုးသွားပါဂါထာအပေါ်ထုတ်လာတာနဲ့အဆောက်ပုတ်ကိုနိုးလာပြီးစွန့်လာပါလိမ့်မယ်လောဘနဲ့ရွတ်ဖက်ခြင်းကိုမလုပ်ပါနဲ့ရွတ်စရာရှိနေတယ်လို့ပဲသဘောထားပါလောဘနဲ့ငွေဝင်ဂါထာတွေရွတ်ပြီးလက်တွေပိတ်သွားတတ်ပါတယ်မိမိကအာဇက်ရှာဇက်မရှိဘူးထင်ရင် အာဇက်နူတဲ့ကာထာကိုအရင်ရွတ်ပါအာဇက်နူတဲ့မန္တန်ကတော့အုံဖရာတရားတန်ကယရနာ၃ပါးငှနှုတ်ဖြာအာကောင်အာရင်တရားမင်းလဲဖန်စင်းလာလျက်ရွှေတန်လျက်နဲ့စက်ကုံတောက်အောင်ငှအာတွင်မှာတရားလာ၍ညီညာဆောင်သေးကြထဆရာထဇက်အာနာလဲတရားရှိကွက်ငှအာဇက်ထိတ်ထက်အာဇက်ရှာဇက်ထဆရာထကြွဆရာကြွဒီကာထာကိုတအာသည်၍တတ်နိုင်သည်၍ရွတ်ပါ ရေကိုမမ်းမိတော့လဲရပါတယ်ဂါထာမန္တန်ရွတ်ဖတ်တဲ့အခါမှာစွမ်းပါတယ်အာနာဇက်တီးစေပါတယ်ပြောသည်မအောင်ပါတယ်ဟောပြောသည်မမှန်ကန်စေပါတယ်တိတိလိုင်းမဟိတိလိုင်းတမာတိလိုင်းဝိပဿနာလိုင်းတွေကိုကျင့်ကြံအားထုတ်ကြတဲ့တချို့သောပုံကူတွေတွေးကြုံရတတ်တဲ့အလဲကြီး6မျိုးရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1နတ်လက်နံပါတ်2တိုက်လက်နံပါတ်3ဓာတ်လက်နံပါတ်4ပရမတ်လက်နံပါတ်5ရာဇာလက်နံပါတ်6 ဝိဇာလက်ဆရာလက်စသည်တို့ပဲဖြစ်ပါတယ်။နောက်ထပ်မှာပြောခဲ့သလိုပဲအလဲကြီး6မျိုးတွေကတမျိုးမျိုးနဲ့တွဲကြုံပြီးလဲချင်းခံရမယ်ဆိုရင်မိမိကြင်ကြံအားထုတ်တဲ့တမာတိအထုတ်အထိတ်ကိုမရောက်ဘဲနဲ့ခြားခြားလဲပြီးတော့မပေါရောက်မအောင်မြင်နိုင်တော့ပါဘူး။အဲ့ဒီလိုဖြစ်နိုင်ပါလျက်နဲ့အလဲထဲဝင်ပြီးမပေါရောက်မအောင်မြင်ပဲရှိနေရင် အချိန်ကုန်ပြီးအလဟတာဖြစ်ပါတယ်။မိမိအာယုံထဲမှာတော့လကောင်းအကြားထဲမှာတော့လကောင်း မိမိယုံကြည်တဲ့သူကတော့လကောင်းမြောက်ပြောတဲ့အခါမှာအပြောနဲ့ယုံပြီးအလက်ထဲဝင်သွားမယ်ဆိုရင်အာယုံမှာစွဲပြီးပြန်ထွက်ရခက်လာပါတယ်ဒါကြောင့်မိမိအလုတ်မိမိကြင်ကြံအားထုတ်ရာကလွယ်ပြီးဘယ်ရာကိုမှစိတ်မဝင်စားဘဲနဲ့ကိုယ်အလုတ်ပဲကိုယ်ယုံကြည်ပြီးကြင်ကြံအားထုတ်ကြစီလိုပါတယ်နံပါတ်၁ကတော့နတ်လက်ပဲဖြစ်ပါတယ်နတ်နဲ့နီးစားတဲ့သူတွေကဘယ်နတ်မှမသိမြင်းဖြူရှင်လိုလိုမယ်ဝန်နလိုလိုကိုကြီးကြော်လိုလိုဝင်ပူပြီးပြောတတ်ကြပါတယ်အဲ့ဒီနတ်တွေကဘယ်မှာမှန်းလည်းမသိ မိမိကိုယ်ကိုတရေစီးနေမှမသိပြိတ္တာရှိနေမှမသိယုံလွယ်ပြီးလက်ခံလိုက်မယ်ဆိုရင်ခြားခြားလဲပြီးအာယုံကနေမထွက်တော့ပါဘူးမိမိရဲ့ကျင့်စဉ်အပေါ်အလေးမထားပဲနှက်ယုံနေမယ်ဆိုရင် အလဲခံရပြီးတမာတိပညာမတက်တော့ပဲလဲနေတတ်ပါတယ်နှက်မှာပဲစုံပြီးနှက်လက်ခံရခြင်းကိုနှက်လဲလို့ခေါ်ပါတယ်နံပါတ်2ကတော့တိုက်လဲပဲဖြစ်ပါတယ်ပိုင်နဲ့နီးစပ်သူတွေကလည်းဥစ္စာတိုက်လို့လို၊ငကားတိုက်လို့လို၊ဒေးစုံပါတိုက်ကလာလို့လို၊တိုက်ပွဲ လူတိုင်းလိုက် ၎င်းစာကြွေးခိုင်းလိုက်ဘဲတိုက်ကိုပူဇော်လိုက်စသဖြင့်တိုင်းနဲ့နီးစပ်သူတွေတိုက်ယုံတဲ့လူတွေကလက်စားပြီးပြောတာကိုယုံနေမိတယ်ဆိုရင်တော့ကိုယ့်ရဲ့ကျင့်စဉ်တွေပြတ်ပြီးတိုက်လဲတယ်လို့ခံရပြီးလည်နေပြီးတော့ကိုယ့်ရဲ့ကျင့်စဉ်တမာတိပညာအတိုးအတိတ်ကိုမပေါရောက်နိုင်တော့ပါဘူးအဲ့ဒီပုံကူမျိုးကတိုက်လက်ခံရသူပဲဖြစ်ပါတယ်နံပါတ်3ကတော့ဓာတ်လက်ပဲဖြစ်ပါတယ်တချို့ပုံကူများကြားပြန်တော့ဘိုးမင်းခေါင်တက်ဘိုးဘိုးအောင်တက်လို့ဆိုပြီးတော့တက်စကားတွေပြောကြပြီးတော့မင်းကဘိုးမင်းခေါင်ဆက် မင်းကဘိုးဘိုးအောင်ဇက်ကွလို့ဆိုတဲ့အတွက်ကြောင့်စိတ်ထဲမှာဘိုးမင်းခေါင်ကစောက်ရှောက်တယ်လို့လို့ဘိုးဘိုးအောင်ကစောက်ရှောက်တယ်လို့ခြားခြားလဲပြီးတော့ကိုယ့်ရဲ့ကျင့်စဉ်ကိုယ့်ရဲ့တမာတိအတက်ကိုမတက်ရောက်နိုင်တော့ဘဲနဲ့ရက်တန့်နေပါတယ်အဲ့ဒီရက်တန့်နေတဲ့အစင်မှာသာပျော်နေမိပြီးတော့တက်စီးနေမှာဆိုရင်တော့အထုအထိတ်ကိုမပေါရောက်မအောင်မြင်နိုင်တော့ပါဘူးအဲ့ဒီပုံကူမျိုးကတက်စီးပြီးလက်ရှင်ခံရတဲ့အတွက်ကြောင့်ဓာတ်လက်ခံရသူပြစ်နေပါတော့တယ်အမှန်တကယ်တော့သိဒ္ဓိရှင်မဟိဒ္ဓိရှင်တွေကအငွေ့အာယုံသာပေးပြီးစောင့်ရှောက်တက်ကြခြင်းဖြစ်ပါတယ် မိမိအနေနဲ့မေတ္တာပွားပြီးမေတ္တာပို့မှုကအဓိကဖြစ်တဲ့အတွက်ကြောင့်ကိုယ်အလုပ်ကိုပြီးမြောက်အောင်ကျင့်ကြံအားထုတ်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။နံပါတ်၄ကတော့ပါရမတ်လက်ပဲဖြစ်ပါတယ်။ပါရမတ်လက်ဆိုတာကတော့မိမိကျင့်ကြံအားထုတ်ပြီးတမာတိအနည်းငယ်လောက်ရနိုင်တဲ့အချိန်မှာဝိပဿနာတရားပါရမတ်တသစ္စာတရားတွေကိုပါဇက်ကနေခေါင်းနေပြောနေပြီးတော့ကျင့်စဉ်ကိုလျှော့ချပြီးငားရနေပြီးပါရမတ်တသစ္စာကိုသိနေပြီလို့ဆိုပြီးတော့အလက်ခံရပြီးအတုအစစ်မခွဲခြားနိုင်တော့ပဲနှစ်ထင်ကိုတွေးရောက်ပြီး ပရမတ်ယူယူပြီးတော့ပညာတမာတိအထုအထိတ်ကိုမရောက်နိုင်တော့တာကိုပရမတ်လဲလို့ခေါ်ပါတယ်။နံပါတ်၅ကတော့ယာစားလဲပဲဖြစ်ပါတယ်။တချို့ပုံကိုယ်တွေကငါကဟိုးဘွားကအနွယ်ထားမင်းကြီးပဲသာသနာပြုမင်းကြီးပဲငါကတော့ဖြစ်ဘရင်တော်မင်းတရားကြီးငါကအလောင်းဖျားကွာလို့ဆိုပြီးနောက်ဘွားမင်းပဲဆိုပြီးတော့ပြောသည်များယုံသူများမြောက်ပေးသည်များယုံထင်ကြောင်ထင်ထင်မိပြီးတော့မိမိရဲ့မဖြစ်စလောက်အာထုံမှုနဲ့ပေါင်းမြောက်အောင်မြင်နေပြီဆိုတဲ့အတွေးနဲ့ရှေးဘွားနောက်ဘွားတွေကိုမျောတွေးပြီးပျော်နေတတ်ကြပါတယ်။ အဲ့ဒီလိုအလဲစားခံရခြင်းကိုယာစားလဲလို့မဟုတ်မင်းလဲလို့ခေါ်ပါတယ်အဲ့ဒီလိုအလဲခံရတဲ့ပုံကိုယ်တွေကလည်းကိုယ့်ကိုယ်ကိုအထင်ကြီးပုံဝင်မြင့်ပြီးတော့အဲ့ဒီအလဲကိုမကြော်လွားနိုင်တော့ပဲခြားခြားလဲပြီးတော့ခံနေရပါတော့တယ်နောက်တစ်ခုကတော့ဝိဇာလဲပဲဖြစ်ပါတယ်ဝိဇာလဲဆိုတာကတော့ငါကဘာဝိဇာကြီးဖြစ်သွားပြီးဘာတွေရနေပြီးဘလို့တွေမြင်နေပြီးစိတ်ကြံတိုင်းဖြစ်နေပြီးဆိုပြီးတော့ကိုယ့်ကိုယ်ကိုပါဇက်ကဝိဇာဆိုတဲ့အသုံးနှုံးကိုမချတော့ပါဘူး ကိုအမြဲကျင့်ရမယ့်ကျင့်စဉ်အာစိဏကံကုသိုလ်တွေကိုမလောက်တော့ဘဲနဲ့ဝိဇ္ဇာဆိုပြီးတော့ထင်အောင်ထင်မှားဖြစ်နေတတ်တဲ့သဘောကိုဝိဇ္ဇာလဲလို့ခေါ်ပါတယ်။ဆရာလဲဆိုတာကတော့ရေးသမျှစာအုပ်တွေဖတ်ပြီးအကုန်လက်ခံယုံကြည်ပြီးလုပ်ပြီးတော့ငါကဘယ်ကဘာစစ်ကြီးကိုတားလိုက်တာကဘယ်နိုင်ငံတွေကိုဘယ်လူကပြစ်တင်လိုက်တာကငါကဘယ်အဆင့်ထိကျင့်ထားတာကကူကဘယ်နှကူတောကဘယ်နှတော့ငါကယာဒုဘယ်အဆင့်ကဆိုပြီးတော့ပြောတိုင်းရေးတိုင်းယုံပြီးတော့ဖြစ်နိုင်ခြေရှိတာမရှိတာကို ဝေဖန်ပိုင်းခြားစဉ်းစားဆင်ခြင်နိုင်ခြင်းမရှိတော့ဘဲနဲ့ပြောသမျှရေးသမျှတွေကိုလက်ခံယုံကြည်နေမိတာကိုဆရာအလက်ခံရခြင်းလို့ခေါ်ပါတယ်။ယုံမထွက်နိုင်တော့ပဲလေအနီတက်ပါတယ်။ဒါကြောင့်တိတ်တိမဟိတိလိုင်းကိုတော့လကောင်းတမထဝိပဿနာလိုင်းကိုတော့လကောင်းတက်လန်းနေကြတဲ့ပါရမီရှင်တွေကရှေးဖြစ်စဉ်နောက်ဖြစ်စဉ်အတိတ်အနာဂတ်တွေကိုပြန်လဲစဉ်းစားမတွေးတော်တော့ပဲနဲ့အထက်မှာပြောခဲ့တဲ့တိတ္တကဆရာတော်တတိပေးညွန်ပြထားတဲ့အလဲကြီးတွေကိုရှောင်ရှားပြီးပြစ္ဆုတ်ပံတက်တက် မိမိရဲ့ကျင့်စဉ်ကိုရင့်ကျက်ပြီးထုံနေအောင်စူးစမ်းကြပါလို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။